ေါ်လာလာတဲ့စကလုံးလေးရတော့ကျွန်တော်ကြားဘူးကြမယ်ထင်ပါတယ်။ကောလာလာလူတွေအထူးအဆန်းနေတဲ့အိုးကြက်ကြက်နော်ပါဇက်ဖျားကမချပြောကြဆိုကြတဲ့ပြောဆိုနေကြတဲ့စကားမျိုးကိုပြောတာကောလာဟလာအဲကောလာဟလာတွေကျန်တဲ့ကောလာလာတွေကတော့တကယ်အမှတ်တမ်းတင်ရလောက်တဲ့ခြေတွက်မှတ်သားလောက်တဲ့ကောလာဟလာမျိုးမဟုတ်ပါဘူးဒီနေ့ကလည်းကောလာဟလာဆိုတာမျိုးမျိုးရှိတယ်ပမာကနာတရင်တွေကိုဟိုးတခါတည်းဖောင်းကြွာလာအောင်လူတွေ ဖျံအောင်ထင်မှားဖြစ်လာအောင်လုပ်တာတယ်ဒါလည်းပဲကောလာလာပါပဲเนาะအဲအဲကောလာဟလာတွေကတော့လောကမှာအကျိုးလည်းမရှိဘူးပေါ့เนาะအကျိုးလည်းမရှိဘူးအတိတ်ပဲမရှိဘူးအကျိုးမဲ့ဖြစ်စေတဲ့လောကီကိစ္စကောလာလာတယ်ဒီမှာအခုစတော့လောကမှာကောလာဟလာ၅ပါးရှိတယ်တဲ့နော်အန်အိုဗနာပြောဆိုရလောက်အမတန်ကမှသူစားတဲ့အရာ၅ခုတစ်ကကဘာပြက်မဲ့နော်ကပ်ပါကောလာဟလာ ။အဘာကြီးပြတ်တော့မယ်ဆိုတဲ့တော်တရားအာကြောက်ကြရတာလန့်ကြရတာနော်။အဘာကြီးပြတ်တော့မတယ်။ကဘာကြီးပြတ်တော့မတယ်ငါတို့တော့။အဘာပြတ်ရင်ဒုက္ခရောက်တော့မှာသေကုန်မှာပဲလေ။မေးရလေတခုကြောင့်ကဘာပြတ်တတ်တာဟုတ်။အောင်ရတကုတ်တရားအောင်စူးစမ်းကြမယ်တော်တရားမပြောနိုင်ကြတော့ဘလောက်တော့မှကြောက်ကြတယ်တော့ဆိုရင်ကပ်ပါကောလာလာအဲ့စကားကိုလူတွေတွေ့နေကြတယ်ပြောကြောက်လန့်ကုန်ကြတယ်။ဘုံတရားတွေပါတဲ့အားထုတ်တချို့လည်းနိုင်ရတဲ့ပုဂ္ဂိုလ်တွေပါလေရောက်ကုန်ကြရတယ်ပေါ့နောက်တစ်ခုကဗုဒ္ဓကောလာဟလာ ဖယားဆိုတဲ့ပုဂ္ဂိုလ်ပွင့်လိုက်မယ်တဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ပွင့်လိုက်မယ်တဲ့နှစ်ပေါင်းဘလောက်ကနေကြိုးတယ်မြဲအဲ့အတန်ကထွက်လာတယ်တထောင်လောက်ကတည်းကဘုရားမပွင့်ဘူးတထောင်လောက်ကတည်းအဲ့အတန်ထွက်လာဓမ္မကြီးတွေကဆင့်ပြီးတော့ပြောတာနော်သုဒ္ဓဝါဒဘုံသားယဟန္တာဓမ္မကြီးတွေကလူပြေကိုဆင့်လာပြီဘုရားဆိုတာပွင့်လိုက်မယ်တဲ့လူတွေစိတ်ဝင်စားမှုဟောဘုရားပွင့်လာပြီပုဂ္ဂိုလ်များဘုရားအနေနဲ့ပွင့်လာမလဲလူတွေစိတ်ဝင်စားမှုဖြစ်ပြီးကြိုးပြီးတော့မျောလင့်တောင်းတလို့ရသွားတာဘုရားကောလာတာဘုရားဆိုတဲ့အတန်ထွက်လာတယ် ဦးဇင်းတို့ဖះမပွင့်ခင်အဲ့လိုပဲလေရာဇဝင်မှာဖះအတုတွေနော်အဲ့ဗုဒ္ဓကောလာဟလကိုအကြောင်းပြုပြီးတော့ပေါ်လာတာပဲသူတို့လည်းဒါဗုဒ္ဓကောလာဟလဖះမပွင့်မင်းနှစ်တထောင်ကကျွတ်တယ်ပြီးတော့ဖြစ်တယ်ဦးဇင်းတို့ကဘာပြတ်တဲ့ကပ္ပကောလာဟလလာကြတော့ဖះဒါဘာမပြတ်ခင်အနှစ်တသိန်းလောက်ကကျွတ်တယ်ပြီးတော့ဖြစ်တယ်ကာလကွာတယ်နော်နောက်တစ်ခုကစကဝတိကောလာဟလနံပါတ်3စကဝတိကောလာဟလစကြဝဠာမင်းဒီနေ့ကနော်ဒါလည်းလောကီကိစ္စအထူးဆန်းတဲ့ကိစ္စတစ်ခုပဲ။ ကဘာလုံးကို အုပ်ဆိုးနိုင်တဲ့အုပ်ချုပ်နိုင်စွာရှိတဲ့အုပ်ချုပ်တာတောင်မှလက်နဲ့နဲ့အုပ်ချုပ်တာမဟုတ်ဘူးနော်ဓမ္မရာဇာလို့ခေါ်တယ်တရားသဖြင့်အုပ်ချုပ်နေစေတဲ့ဆိုကြဝရမင်းနေတာသူတို့ကနော်သမုဒိရာဇာဓမ္မရာဇာဓမ္မရာဇာလို့ခေါ်တဲ့ဆိုကြဝရမင်းကြီးဘဝလာနေမယ်ဆိုတော့အာလုံးကမျောလင့်နေကြတယ်ဆိုကြဝရမင်းကြီးတော့ဘဝလာတော့မှာပဲ အာလူတတန်းတို့ရဲ့ဆုတ်ကကာလအရာရာပျက်စီးနေတဲ့ကာလမျိုးမှာမပေါ်ဘူးနော်ဒါဓမ္မတချို့အစကြမင်းလောက်မျောတတ်တယ်တို့လိုမျိုးကအဲ့ဒါမဟုတ်ဘူးနော်စကြဝရိမင်းဆိုတာသူကအနှစ်တသိန်းတန်းလူတို့ရဲ့တတန်းနှစ်တသိန်းတန်းကာလတံပတိခက်ကာလပြည့်စုံတဲ့အချိန်မှာသာပေါ်ပေါက်တာဒီကာလမျိုးဘယ်ကစကြဝရိမင်းကရှိပါတော့အဲ့ဒီလိုတနင်္ဂနွေနေ့တနင်္ဂနွေလူရဲ့တိုက်ခိုက်တက်ဖြတ်ပြီးတော့ယူတဲ့ဘယံမျိုးလည်းမဟုတ်ဘူးသူကဓမ္မရာဇာလို့ပြောတဲ့စကြဝရိမင်းတရားတက်ဖြတ်အုပ်ချုပ်တဲ့မင်းအစုံမလားစကြဝရိမင်းကိုတွန်းလှန်ပြီးတော့ တော်လည်းဖြုတ်ပြဖို့ဘယ်သူမှလည်းမကြိုးစားသလို तू ကလည်းဘယ်စုံမှဖမ်းယူတတ်ပြဖို့မစင်စားဘူးအဲ့ဒါတရားသဖြင့်အထုတဲ့ဓမ္မရာဇာစကြဝဠာမြင်လားစကြရင်မြန်ကြီးစီးပြီးတော့သွားတဲ့လာတတ်တယ်အဲ့လိုထူးဆန်းတဲ့ကမ္ဘာလုံးကိုအုပ်ချုပ်နိုင်စွာရှိတဲ့တရားသဖြင့်ငင်းငင်းချမ်းချမ်းပြည်သူတွေပျော်ပျော်ရွှင်ရွှင်ငင်းငင်းချမ်းချမ်းနေခွင့်ရအောင်သာသာရရဖြစ်အောင်အုပ်ချုပ်နိုင်စွာရှိတဲ့စကြမြင်ကြီးပေါ်လိုက်မယ်ဆိုတာစကြဝဠာမြင်ကောလာလာကိုလည်းပဲလူတွေဟာ နှစ်100ကျော်လောက်ကကျွတ်တင်ပြီးတော့အဲ့အတန်ကိုကြားရတယ်စကြဝဠာမင်းပေါ်လိုက်မယ်စကြဝဠာမင်းပေါ်လိုက်မယ်ဆိုပဲနံပါတ်၄ကမင်္ဂလာကောလာလားလူတွေကအမလီပြောတတ်ဆိုတတ်တယ်လေဘယ်ဟာကမင်္ဂလာရှိတယ်ဘယ်ဟာကမင်္ဂလာမရှိဘူးလို့သူတို့ပဇာတဲ့ဆရာတွေပြောတာဒိဋ္ဌသုတ္တမုဒ္ဒမင်္ဂလာဒီကောင်းကြီးရတာစက်တရေကိုမရှိဘူးကျော်ဆိုးလို့အဲ့လိုမျိုးပေါ့နော်အမြင်ကိုကြည့်ပြီးတော့မင်္ဂလာရှိမရှိခွဲအင်းငှက်ကအမင်္ဂလာငှက်ပဲအတန်ကိုနားထောင်ပြီးတော့ခွဲတယ် လူသေးတာမင်္ဂလာမရှိဘူးစက်တည်းမရှိဘူးအမင်္ဂလာကိစ္စပဲမြင်သမျှတွေ့သမျှကိုသူတို့စိတ်ထဲစီရရှောက်ပြီးတော့ခွဲတယ်။ဒါမျိုးတွေနော်ကြောင်းကြောင်းလည်းဒါမတူတတ်ဘူးပေါ့။အဲ့လိုညင်ခုံတဲ့ကြမင်္ဂလာနဲ့ပတ်သက်ပြီးတော့အဲ့ဒါဖရားမမင်္ဂလာတော့ဟောမင်းနှစ်ပေါင်းဘလောက်၁၂နှစ်ကာလဘလောက်ဟောလာလာအညင်ခုံဖြစ်နေကြလူတွေရေပန်းစားတဲ့စကလုံးတစ်ခုနဲ့ပြောဆိုကြတယ်ပေါ့။နောက်တစ်ခုက မောနေရကောလာနာလောကမှာအကျင့်ပြင်းထန်တဲ့ပုဂ္ဂိုလ်ဘုရားသာသနာတခင်မှာတပါးပဲစီရထုံးစံအဲဒီလိုပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလိမ့်မယ်ဆိုလို့ချင်းပေါ်ပေါက်လာတော့မယ်ဆိုလို့ချင်းအဲ့လိုပုဂ္ဂိုလ်မပေါ်မီဥစဉ်တော့အဲ့ဒါဘလောက်ကြိုတင်ပြီးအဲ့ဒီတဲ့ကကောလာဟလာအဝေါတောင်းတဲ့လူတွေရဲ့ပါဆက်ဖြားမှာဖြစ်လာတယ်လေဆိုလို့ချင်းခုနှစ်နှစ်ကြိုတင်ပြီးတော့ဖြစ်တယ်။ဘယ်နှစ်ကြိုတင်ပြီးတော့ဖြစ်တယ်။ဥစ္စာတော်ဘုရားရှင်ရဲ့သာသနာတော်မှာဆင်းနာလကအ ဟိုဖះဟောတယ်အဲ့ဒါမွနေရအကျင့်ဆိုတာရှိတယ်ဒီနေ့ကဟိုအကျင့်ပြပါတယ်တရားကျင့်ပြပါတယ်ဆိုတဲ့ဟာတွေနော်တကယ်ဆန္ဒရှိရင်မွနေရအကျင့်လို့ကျင့်မျိုးကျင့်ဆံပါဗျာဘုရားဟောတာတာရှိပါတယ်ကိလေသာဘုရားဆင်းရဲကလည်းလွန်မြောက်စေတတ်တဲ့အကျင့်ပါပဲမွနေရအကျင့်ပါတယ်ဒါပေမဲ့အကျင့်ကသိပ်ပြင်းထန်တယ်နော်ဘာမှအတွေ့အတာမရှိဘူးသူကဒါရမအတွေ့အတာပစ္စယမိတာအတွေ့အတာဘာမှမရှိဘူးအဲ့တော့ပြင်းထန်တယ်အမောနရအကျင့် ဒါဥစ္စံတို့ဒါလူတွေအိုးကြက်ကြက်အထူးအဆန်းနေနဲ့ပြောကြဆိုကြတဲ့ကောလာဟနာ၅မျိုးပေါ့တဲ့ကမ္ဘာကောလာဟနာကဘာပြတ်တော့မယ်ဆင်ကောင်ပြတ်ခဲ့တဲ့သိန်းလောက်ကကျုပ်တင်အဲစကားဖြစ်လာနှစ်ဗုဒ္ဓကောလာဟနာဘုရားမပွင့်ခဲ့အဲ့တထောင်လောက်ကကျုပ်တင်ပြီးတော့အဲစကားဖြစ်ပေါ်လာသုံးစကဝတိကောလာဟနာစကြဝရိမင်းမပေါ်မီနှစ်တရာကျော်လောက်ကကျုပ်တင်အဲစကားဖြစ်တယ်လေမင်္ဂလာကောလာဟနာ မင်္ဂလာတရားတော်မြတ်မဟောမီ12နှစ်ကာလကကြိုတင်ပြီးတော့အဲ့ကောလာဟလာဖြစ်ပေါ်လာတယ်။ငါမောနရကောလာဟလာမောနရအကျင့်ကိုကျင့်သုံးလိုက်နာမယ်ယဟန်သူတော်ကောင်းသူရဲကောင်းမပေါ်ပေါင်းပြီး9နှစ်ကျော်ကကြိုတင်ပြီးတော့ဖြစ်တယ်တဲ့။ကောလာဟလာ၅ပါး